ားလုံးကမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအောင်လည်းမင်္ဂလာပါဒီနေ့ရသည့်အတွင်းမှာအခုနောက်ပိုင်းမှာဇက်တိုက်ဇက်တိုက်ခြေစွမ်းပြပြီးတော့အကောင်းဆုံးပုံစံရတဲ့အသင်းကအခုလက်ရှိမှာ Chelsea အသင်း Chelsea ကဘာဆိုနာကို3ဂိုးပြတ်နိုင်ပွဲရပြီးတော့ဒီနေ့ဥရောပ Champion League ပြိုင်ပွဲရဲ့၅ပွဲမှာ3ပွဲနိုင်တစ်ပွဲသေးတစ်ပွဲရှုံးသူတို့ခြေစွမ်းတော်တော်လေးပြနေတယ်အခု Chelsea ကအခုလက်ရှိမှာအန်ဇိုမာရီကာရဲ့အသင်းဟာယုံကြည်မှုအကောင်းဆုံးပုံစံ သူတို့ရဲ့အကောင်းဆုံးကစားမှာခိုးဖားမှာမပါဝင်ဘဲနဲ့တောင်ချယ်ဆီကလက်ရှိမှာအမပီးစရာရဲ့ဒုတိယနေရာမှာရောက်နေသလိုချန်ပီယံလိပြိုင်ပွဲမှာလည်းချယ်ဆီဟာအဆင့်9မှာရှိတယ်။သူတို့ question ကဒီတစ်ပတ် challenge လုပ်မဲ့ Arsenal ပေါ့လေလာပြီးတော့ချယ်ဆီ challenge လုပ်ခွင့်ရမယ်။ Arsenal အသင်းကိုကြော်ဖြတ်ပြီးတော့ဒုတိယမှာသုံးမှတ်ကွာနဲ့ရပ်တည်နိုင်မယ်။နောက်တစ်ခုကရောဒီယာဒီမှာ Andrew Marsca ရဲ့အသင်းဘယ်လောက်ထိအောင်မြင်နိုင်မလဲ။မနေ့က ထင်တာတဲ့ပူပြီးတော့အောင်မြင်ခဲ့တယ်။အမဘေးချန်ပီယံဆူပလာမဖြစ်ရခဲ့ပေမဲ့သူတို့ချန်ပီယံလိကိုတိုက်ရိုက်အဆင့်၄ညဝင်တယ်။ကွန်ဖရင့်စီမှာချန်ပီယံဖြစ်တဲ့နောက်ဆက်တွဲအနေနဲ့ကလပ်ဝေါ်ကပ်မှာအပူဘောနပ်ထပ်ပြီးတော့ချန်ပီယံဖြစ်တဲ့အခါမှာချက်စီတော့ one of the best successful season ဖြစ်သွားတယ်။အဲ့ဒီအချိန်မှာအခုလက်ရှိ Chelsea အသင်းရဲ့အခြေအနေပေါ့လေလက်ရှိ Chelsea အသင်းဒီအာဒီမှာ Chelsea ရဲ့ Champions League ရလဒ်တွေကိုကြည့်ရင် Bayern Munich ကိုသူတို့3-1နဲ့ရှုံးတယ် အဲ့နောက်မှာဘန်ဖီကာကို 1C IS ကို51ကာရာဘတ်ကို22ဘာဆိုနာကို 3C ဆိုချန်ပီယံလိ၅ပွဲရလက်ကိုကြည့်ပြအဖြစ်ချယ်ဆီကိုကျွန်တော်တို့100%အကောင်းဆုံးအသင်းတစ်သင်းလို့ပြောဖို့တော့ခက်တယ်ဘာလို့ဆိုကာရာဘတ်နဲ့ပွဲကလုံးဝအမှန်မရော့တဲ့ပွဲမျိုးနောက်ဘန်ဖီကာလိုပွဲမျိုးလည်းဒီတိုင်းပဲဒီထက်မကဂိုးပြတ်တင်တာ IS ကတယောက်ထုတ်ခံလိုက်ရတယ်နောက်ဘာဆိုနာကတယောက်ထုတ်ခံလိုက်ရတယ်ဆိုတော့အဲ့ပွဲတွေကသူတို့ဂိုးပြတ်နိုင်လိုက်တယ်ဆိုတော့ အခုလောလောဆယ်မှာတူးချင်း individual မှာ Chelsea မှာတော်တော်လေးကောင်းနေပြီဥမာ Aston Villa တော်တော်လေးငြိမ်နေခြေစွမ်းပြတယ်ကိုယ်တွေစတိုက်သွင်းတယ်ကိုယ်လည်းကခိုက်စီလိုတော်တော်လေးကောင်းတယ်။ Anzu Fernandez သူ့ရဲ့ form ကိုစတင်ထားတယ်။ Marco Correa one of the best left back ဖြစ်ဆက်ရှိတယ်။ Richey fully fit နဲ့စတိုက်ဥဆောင်နေတယ်။ခန်စစ်ကတိတိတတကို clean sheet စတိုက်ရတယ်။ဒီ Champions League ၅ပွဲမှာ clean sheet ၂ပွဲပဲရပါမယ်။နောက်ဆုံးကစားတဲ့ Premier League ပွဲတွေမှာ Chelsea clean sheet တော်တော်လေးရတယ်။ နောက်ဆုံး၅ပွဲမှာ Forest ကို clean sheet ရပြီး Sunderland ကိုသူတို့ရှုံးပေမဲ့ Spurs ကို clean sheet Wolverhampton ကို clean sheet Burnley ကို clean sheet ရထားတယ်ဆိုတော့ဒီအသီးမှာ Chelsea ကအိုက်ကြားထဲမှာ Crystal Palace ကို clean sheet Fulham ကို clean sheet ပြီးတော့မှခုနပြောတဲ့ Forest ကို clean sheet Spurs ကို clean sheet နောက် Wolf နဲ့ Burnley Chelsea ကဒီအသီး Premier League ဒါစုစုပေါင်း12ပွဲမှာ6ပွဲ clean sheet ယူထားပြီးတော့ Champions League မှာ2ပွဲစုစုပေါင်း clean sheet 10ပွဲယူထားတယ် clean sheet 10ပွဲဆိုတော့ ခံစစ်ကအားနည်းနေတယ်လို့ပြောနေတဲ့တိုင်အောင်သူတို့လုံလောက်တဲ့ clean sheet တွေယူထားတယ်။ဒီနေရာမှာ Chelsea အသင်း DRD မှာ Anzo Marsca အတွက်ဘလောက်ထိညှော်လင့်လို့ရလဲ။ Anzo Marsca ကတော့ပြောထားပြီးတော့သူ့အသင်းက title race မှာမရှိဘူး။လက်ရှိအနေထားရအသင်းက improvement ဖြစ်အောင်ပဲလုပ်နေတာဖြစ်တယ်။ game by game day by day တိုးတက်အောင်လုပ်နေတာဖြစ်တယ်လို့ဆိုထားတဲ့တိုင်အောင်အခုလောလောဆယ် title race ကသူက main threat ပဲ။ main threat ပဲလက်ရှိအနေထားရဆိုတော့ Chelsea အသင်းရဲ့လက်ရှိမှာ Ingwe performance တော်တော်လေးကောင်းနေတဲ့အချက်ကဒါ Chelsea အတွက်အားသာချက်ဖြစ်ပေမဲ့ Premier League ရဲ့ Ingwe မှာတော့ Sunderland ကိုရှုံးတယ် Brighton ကိုရှုံးတယ် Palace ကိုတီးကြတယ်ဆိုတော့ Premier League မှာတော့ Chelsea ရဲ့ Premier League Ingwe ရလက်က weak နေနေဖြစ်တယ် Champions League မှာတော့ပွဲတိုင်းနိုင်ထားတဲ့အချိန်မှာဒီ Chelsea အသင်း Arsenal ကိုနိုင်ပြီးတော့ gap ကို close လုပ်နိုင်တာဒီ Chelsea အသင်း Champions League မှာတတိယအချိန်မြောက် supply ရနိုင်တာ ဒါအခုဒီနေ့ရာသီ Chelsea သင်းရဲ့ performance ကိုကြည့်လို့ရှိရင်ရာသီအစအပ်ပန်းတောင်းတွေများခဲ့တာမှန်ပေမဲ့ Spurs နဲ့နိုင်တဲ့ပွဲ Wolverhampton ကိုလွယ်ကူနိုင်တဲ့ပွဲ Burnley နဲ့ပွဲတွေမှာ Chelsea မိုးသန်း Jove တန်တပ်ပိုကောင်းတဲ့ခြေစွမ်းပြတာခဲ့တယ်။အခုက Chelsea ကတောင်ပန်းတွေမှာတော်တော်လေး improvement ဖြစ်တယ်။ Garnacho ကလည်းအားကိုးရတယ်။ Aston Villa ကိုးတွေစတဲ့သွင်းနေပြီ။အဲ့ဒါကိုမှ Lindelof ဟိုတနေ့ကခိုးပေါက်တွေ့တယ်။ ပြီးတော့မှတဘောဘတ်ထူကိုသွင်းသူအခုခိုးဖာမှာဘာဆိုနာဘုံမပါပဲမှာအာဆင်နယ်ဘုံမှာအပိုင်းလေးတော့အနည်းဆုံးပါလာနိုင်တယ်ဒါဆိုရင်ချက်စီပိုကောင်းလာမယ်အတင်တင်ဖြစ်လာမယ်အဲ့မှာကွင်းလေကခိုင်ဆီရိုနဲ့အန်ဆိုဖနန်တက်စ်ဘုံမှာရီချင်းကအလေထက်ဝင်တယ်ဒါတော့လာဗီယာအင်ဂျီဆိုချက်စီမှာအဲ့ကွင်းလေလည်းတကယ်ကောင်းတယ်နောက်ဆန်တိုစကိုင်းနေရာကိုအစားထိုးကစားလို့ရတယ်ချက်စီရဲ့ option တွေကောင်းတဲ့ကောင်းတယ်မှာတစ်ခုပဲ Chelsea အသင်းအနေနဲ့ consistent level ဘယ်လောက်တိရှိလဲပြီးခဲ့တဲ့နှစ်လုံးမှာသူတို့၃ဝဲဆက်နိုင်ဖို့အခုဒီရာသီမှာအခု Chelsea က၄ဝဲဆက်တိုက် Barcelona ပွဲအပါဝင်စုစုပေါင်း Premier League မှာဆိုတော့၃ဝဲဆက်တိုက်ပေါ့လေနိုင်ပွဲရထားတယ် Champions League မှာတော့သူတို့၅ပွဲမှာ၃ပွဲနိုင်တစ်ပွဲအသေးချထားတယ်ဆိုတော့ဒီ Chelsea အသင်းဘယ်လောက်တိ consistent ဖြစ်လဲ Anzo Maresca ရဲ့အသင်းမှာအကောင်းဆုံးကစားမှာ Copa မှာပြန်လာရင် ်ချယ်ဆီတိတဲ့ပိုကောင်းနိုင်မယ်လို့သိကြတယ်ဆိုတော့ဘလို့မြင်လဲချယ်ဆီအသင်းဒီနေ့ရာသီမှာသူတို့ချန်ပီယံဖြစ်နိုင်မယ်အခြေအနေဆိုတော့အခုလောလောဆယ်မှာချယ်ဆီကတခုပဲပေါ့လေ leading goal scorer တယောက်တည်းဒိုင်ယန် goal scorer တွေ့နေတာမရှိဘူးပေါ့လေဂိုးအများဆုံးတွေ့ရတဲ့မှာ Anzo Fernandez နဲ့ Astrave က5 goal တွင်ထားတယ်အဲ့နောက်မှာ Pedro Neto က4 goal João Pedro 4 goal Moises Caicedo 4 goal တွင်ပြီးတော့ Tyree George 3 goal ခိုးဖာမာချာလူပါနဲ့အလဟန်ဒိုခါနာချိုကငကိုဘာဖြစ်ဖြစ်ခိုးဖာမာပြန်လာပြီဆိုကြတဲ့ကချက်စီကအတက်ကင်းဖို့စ်မှာအများကြီးအားကောင်းသွားပြီဆိုချက်စီတိုတယ်ပရီးမီယာလိမှာ23ကိုပြိုင်ပွဲဆို42ကိုပါချက်စီရဲ့ထုတ်ကူဆိုတာကဂျောဘတ်ထရူ ပြီးတော့မာပက်ထရိုနက်တိုနဲ့အန်ဇိုတို့ကပရီးမီယာလိမှာ၄ခုစီပဲရှိတယ်ဒီချက်ကတော့နည်းနည်းလေးအားနည်းချက်ရှိတယ်ဒါပေမဲ့ဒီယာတီမာအန်ဇိုမာရက်စကာအတွက်ဘဲဆူပလာတူရတယ်ဘူကာရာဘောင်းကက်ကလည်းသူတို့ AECC ချောင်းတယ်ဗျသူတို့တေချာပေါက်ဆီမီဖိုင်တက်မှာဆိုဆီမီယာတို့ကာဘောင်းကက်တေချာပြီဆိုအာဖရိကဘာမှမသိပေမဲ့ပရီးမီယာလိမှာသူတို့ချန်ပီယံဖြစ်နိုင်လားချန်ပီယံလိမှာဆိုချက်စီအများနဲ့တစ်ခုခုလုံးပြတဲ့အခြေအနေရရောသူတို့ချန်ပီယံလိမှာ ချန်ပီယံဖြစ်နိုင်လားအန်ဇိုမာရက်စကာရဲ့အသင်းပေါ်ဘလို့မြင်လဲ အန်ဇိုမာရက်စကာဟာဒီယာတီမာနောက်ထပ် surprise တခုပေါ်လေချယ်ဆီကအခုအသင်းကြီးတွေနဲ့ထိတ်တိုက်တွေ့တာကိုလေဒီနေ့ယာတီမာ space ကိုသူတို့နိုင်ထားတယ်လက်ရှိမှာ man united ကိုသူတို့ရှုံးတယ်လီဗာပူးကိုနိုင်ထားတယ်ဒါလီဗာပူးနိုင်တာဆိုချယ်ဆီအတွက် Premier League ပွဲချက်တွေလာအောင်ပဲဆိုပထမယာတီဝက်ရဲ့အခုစောစောပိုင်း၁၂ပွဲမှာချယ်ဆီကအသင်းကြီးက Tottenham Hotspur တပွဲလီဗာပူးတပွဲ Manchester United တပွဲသူ၃ပွဲပဲခံရသေးတယ်အဲ့ဒီထဲမှာချယ်ဆီကအခု Arsenal နဲ့စကန်ပဲ ပြီးရင် Newcastle United ကိုအဝေးခွင့်ကမ်းမယ်ပြီးတာနဲ့ Manchester City နဲ့အဝေးခွင့်တဝင်ထက်ကမ်းမယ်ဆိုတော့ပထမရာသီရေ complete ဖြစ်ဖို့နောက်ထပ်ပွဲကြီး၃ပွဲကျန်သေးတယ်ဆိုတော့ဒီရာသီမှာ Anzo Marsca အသင်းက match improve ဖြစ်လာတဲ့အထူးသဖြင့်ခိုးဖားမှမပါတဲ့၁၂ပွဲမှာ၉ပွဲထိနိုင်ယူထားတဲ့ Chelsea နဲ့ Anzo Marsca အသင်းဒီရာသီမှာတခုခု လုံးပြနိုင်လား Chelsea ကိုဘယ်လောက်ထိမျောလင့်ထားလဲ Chelsea ပိုင်ရှင်တွေရဲ့ဒီရာသီ ambitious အားလုံးဟာ ချန်ပီယံလိဝင်ခွင့်တက်တာဖြစ်ပေမဲ့အန်ဂျိုမာစကာကဒီတက်ပိုကောင်းတဲ့အောင်မြင်မှုလေးကိုလိုချင်မှာဖြစ်တယ်ဆိုတော့ဒီယာဒီမှာချက်စီချန်ပီယံဖြစ်ချင်ရင် reach အမြဲတမ်း fully fit ဖြစ်နေဖို့လိုအပ်မယ်ခူကရဲလာလုံးဝနားလို့မရဘူးနောက်တစ်ခုက draw back to နားလို့မရဘူးခိုက်စီလို့နားလို့မရဘူးဒါလက်ရှိအနေထားပေါ့လေချက်စီပြည့်တက်တယ်ဘယ်လိုမြင်ကြလဲကိုမမဝေအောင်မချက်ပြကြပါအလုံးကျေးဒီမှာလေး